အားလုံးမင်္ဂလာပါ Red Manchester ဖုတ်ပေါ်နဲ့ United တို့ရာကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်လက်ရှိလောလောဆယ်မှာတော့ကျွန်တော် Manchester United အသင်းဟာ Chelsea တို့ Newcastle တို့နီးတူပဲ West Ham အသင်းရဲ့တောင်ပိုင်းကစားမဖြစ်တဲ့ Mohamed Kudus နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုတွေရှိလာပြီးဆိုပြီးတော့လက်ရှိလောလောဆယ်မှာကျွန်တော်သိရတယ်ဆိုတော့ပြောရလို့ရှိရင်တော့ဗျာ Mohamed Kudus က MMM Manchester United ဘက်ကမခွင့်နိုင်ခဲ့လို့ရှိရင်ဒုတိယဒီနောက်ထပ် option တွေဖြစ်နိုင်တယ်ဗောလေနောက်ထပ် option တွေဖြစ်နိုင်တယ် မောမကူရစ်နဲ့ပတ်သက်ပြီးတော့ဗျာသူကဒီပြီးခဲ့တဲ့2014 2015ဒီပြီးခဲ့တဲ့ရာသီမဟုတ်ပဲရှေ့တရာသီသူအေဂျက်ကပြောင်းလာပါသားရာသီမှာဆိုလို့ရှိရင်ဝက်ဆမ်မှာတော်တော်လေးအဆင်ပြေခဲ့တဲ့ရာသီကိုပိုင်ဆိုင်ခဲ့တယ်သူရဲ့ dribbling ကောင်းမှုတွေ physicality ဘိုင်းတွေတောင့်တင်းမှုတွေနဲ့သူပြိုင်ဘက်ခံစားချောင်းတွေကိုတော်တော်ဒုက္ခပေးနိုင်ခဲ့တဲ့ကစားမပါကစားမအရင်ရွေးတွေကောင်းနေဆိုမြဲလို့ဒီ goal fan team ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီ တိတ်အဆင်မပြေဘူးပေါ့လေ။ तू အရန်ကောင်းကလေးရာဒီမှာတော့မအတွန်းကို၈၉လောက်ပဲရခဲ့တာဗျာ။ဆိုတော့ပြီးကလေးရာဒီမှာတော့သူ့နဲ့တော်လေးကိုရုံးကန်ခဲ့ရတဲ့အချိန်မှာပါတယ်။ तू ပြီးကလေးရာဒီကဆိုလို့ရှိရင်ရှင်စွမ်းကောင်းရင်မပြနိုင်ဘူး။ဒီကြားထဲမှာဆိုလို့ရှိရင်ဘယ်လိုပြမလဲ။ तू ကောင်းလာတဲ့ပွဲစဉ်တွေရှိတယ်။ဆိုတော့ market fresh food လိုမျိုးဒီ market fresh food ဝင်လာတဲ့ကထွက်သွားတဲ့ရာဒီတုန်းကလိုမျိုးအဲ့လိုမျိုးဖြစ်နေတာပေါ့လေ။ဆိုတော့ကောင်းလာတဲ့ပွဲရာကောင်းလာလိုက်ပျောက်သွားတဲ့ပွဲရာပျောက်သွားလိုက်နေမှာမဟုတ်ဘူး။ကုဒက်စ်က ီလိုမျိုးဖြစ်နေခဲ့တာဆိုတော့ကျွန်တော်တို့လည်းရှိလို့ဆိုမှစိတ်ဝင်တော့စိတ်ဝင်စားလာတယ်ကိုလေပြီးရတဲ့အတိကရှည်စွမ်းကိုကြည့်တာမဟုတ်ဘဲအရင်ရတိကရှည်စွမ်းကိုကြည့်တာမျိုးဖြစ်ကောင်းဖြစ်မှာပေါ့ဆိုတော့ကျွန်တော်တို့ဒါမျိုးတွေလုပ်လို့မရပါဘူးဒါမျိုးတွေလုပ်လို့မရပါဘူးငွားပဲကူဒက်ကလည်းရှိလို့ဆိုမှကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီ easy တို့ကျွန်တော်ဘုံမောက်ကစီမီယူတို့လောက်တော့ကျွန်တော်သဘောမကျဘူးကျွန်တော်ကစားမောက်က သူသူကလည်းသူအရေးချင်းရှိတာတော့ဟုတ်ဟုတ်ပါတယ်အသက်ကလည်း24နှစ်ပဲရှိသေးတယ်ဆိုတော့ MMW တို့ပါဦးတယ်လေငယ်သေးတဲ့အရွယ်ပေါ်တွေတိုးတက်နိုင်ရှိတယ်အများကြီးရှိသေးတယ်ဒါပေမဲ့လက်ရှိလူ့စင်မှာတော့ Mohamed Kudus ကရုံးကန်ရတဲ့ရာသီခုပိုင်းဆိုင်ခဲ့တယ်ဆိုတော့ပြောရမယ်ဆိုရင်ကျွန်တော်ဒီလိုမျိုးတွေတွားပြီးတော့မလုံတဲ့ဘူးလို့ကျွန်တော်တို့ယူဆတယ်ဆိုတော့ဖြစ်နိုင်ခြေရှိတယ်အတင်းကိုရောက်လာရင်ကောင်းနိုင်ခြေရှိတယ်ဆိုတော့ကစားမရည်လေကျွန်တော်က လက်ရှိလွတ်စင်မှာခြေစွမ်းထက်နေတဲ့ကောင်းနေရဆိုတဲ့ကစားသမားမျိုးကြီးခိုးရောက်မှာပါဆိုတော့ Medius ကညာတို့အပြောင်းရှိဝဲကြီးကြီးလက်ရှိလိုက်နေတဲ့ MMA တို့ဝဲကြီးကြီးဘိုးပါရင်ပတ်သက်မှုက15ခု90ရှိရဲ့ကစားသမားတွေကြီးပဲဆိုတော့ Medius ကညာဆိုလို့ရှိရင်ပြီးလေရတိက15ခုသွင်းခဲ့ပြီးတော့ MMA ဆိုလို့ရှိရင်သွင်းခု20သွင်းခဲ့တယ်ဒီ Easy တို့ Seminyu တို့ကြီးမယ်ဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတဲ့ကစားသမားတွေပေါ့လေသူတို့အတင်းရဲ့လုံးဝအတန်းကိုစီရဲ့လုံးဝအရေးပါတဲ့ကစားသမားတွေဖြစ်ကြတယ်မိုဟာမက်ကူဒက်စ်ကြတော့ကျွန်တော်တိတ်တဘုံမကြဘူးပေါ့လေ သူနေအသက်24နှစ်ပဲရှိသေးတယ်ဘလောက်ပဲတလန့်နေရှိသေးတယ်တလန့်နေဖြစ်နေတယ်လို့ပဲပြောပြောဆိုဆိုကျွန်တော်ကတော့ကုဒက်စ်နဲ့ပတ်သက်ပြီးတော့အများကြီးသဘောကျရခြင်းမမပါဘူးကစားမကအသက်24နှစ်သူရဲ့တန်ကြီးကလည်းလက်ရှိလူစိမှာ save ပေါက်ကြည့်ရဆိုလို့ရှိရင်ဒီ U 45တန်းလောက်ပေးရနိုင်ရှိရှိရဲ့အရှင်နေပါ save ပေါက်ကြီးကတော့ U 45တန်းရှိတယ်ဆိုလို့ရှိရင်တော့အနည်းဆုံးကကျွန်တော် U 45တန်းကတော့ပေးရမှာပဲဒါကတော့လက်ရှိလောလောဆယ်မိုဟာမက်ကုဒက်စ်နဲ့ပတ်သက်ပြီးတော့အရှင်နေပါ မိုဟာမက်ကူဒစ်နဲ့ပတ်သက်ပြောရင်ခုနေဘလူမီရလဲဒါကတော့ကျွန်တော်တို့ MMO ရဲ့အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပေဆိုလို့ရှိရင်ဒုတိယတတိယဖြစ်လာနိုင်တဲ့ပြစ်မှတ်ရေးထဲကကစားမတရားပေါ်လीလက်ရှိလို့ဆင်မှာလဲဒီနေ့လေးကကျွန်တော်ပြောခဲ့တဲ့အရာဆိုလို့ရှိရင် MMO တို့ဘာလို့ရဲ့အပြောင်းအရွှေ့ဟာတော်တော်လေးနီးစပ်နေပြီ given on stream ကိုဘာလို့ရဲ့အဆိုအရတော်တော်လေးကိုနီးစပ်နေပြီဟိုနှစ်သိန်းကျမှဆွေးနွေးမှုတွေလုပ်နေကြတဲ့အရှင်နေလုံးဝဖြစ်မြောက်နိုင်မယ်လို့ယူဆလို့ရတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်နေတယ်ဗောလေဟီဝီကိုပဲကျွန်တော်တို့စောင့်နေရမှာပါဆိုတော့အဲ့ဒါနှစ်သိန်းကျမှဆွေးနွေးမှုတွေကတော့ဇက်တိုက်လောက်ဆောင်နေရတယ်သူတို့ဒီစာရှုပ်ပိုင်းတွေရွှေရှာပိုင်းတွေဗောလေဘယ်လိုပြီးရှိမယ်ဒီကစားမောင်းပတ်သက်ပြီးတော့အပိုးစုကြီးဘယ်လိုပြီးမယ်ဆိုတာမျိုးနဲ့ဆွေးနွေးကြရတူပါတယ်ဟီဝီကတော့ဂိုးလိုက်မယ်လို့ကျွန်တော်ယူဆတယ်တိတ်မကြခင်မှာပေါ့ကျွန်တော်မြင်ရပါလိမ့်မယ်ဆိုတော့ဒါကတော့မိုဟာမက်ကူဒက်စ်နဲ့တည်င်းထွက်လာတာဗောလေဆိုတော့အမြင်လေးကိုဆွေးနွေးကြပါအောင်နောက်တစ်ခုအရာပြောရမယ်ဆိုလို့ရှင်တော့ ဒီ David Ornstein ရဲ့ဖော်ပြချက်အရ EDG နဲ့ပတ်သက်ပြီးတော့ဗောလေအင်္ဂလန်ကလပ်တိုင်းနဲ့စကားပြောကြည့်တဲ့အခါမှာတော့သူတို့အရှိအနေနဲ့ Hugo Ekitike ပေါင်း85တန်းအောက်နဲ့ခုန်နိုင်မယ်လို့ယူဆထားကြတယ်ဗောလေတချို့ကလပ်တိုင်းတွေကပေါင်တန်း80နဲ့အပိုစူးကြီးတွေပြီးမယ်ဆိုလို့ရှိရင်သဘောတူညီမှုရနိုင်မယ်လို့ယူဆထားကြတယ်ဗောဘယ်လိုပုံစံနဲ့သဘောတူညီမှုရနိုင်မလဲဆိုတော့မသိပေမဲ့ Frankfurt အလိုရှိနေတဲ့ဈေးလောက်တော့မမြင်မနိုင်ဘူးဆိုပြီးယူဆထားကြတာရှိတယ် ဒီ frame paper ကတော့ပုံသဏ္ဍာန်တတ်မှတ်ထားရဆိုပေမဲ့လို့ပြောရမယ်ဆိုလို့ရှိရင်ဒီဈေးတဲ့ပုံနှိမ့်တဲ့ဈေးနဲ့ကျွန်တော်တို့ရနိုင်တယ်ဆိုရဲအခြေအနေတွေပါဆို United နဲ့ပတ်သက်လို့ကတော့ United ကဒီကစားမကိုအပြည့်အဝခုံကျူးစားနေတယ်လို့ကျွန်တော်မသိထားဘူးပေါ့လေဒါကဆက်ဆက်တဲ့ယူဆချက်တွေကနေတည်င်းဖြစ်လာတာဖြစ်တယ်ပေါ့စုံစမ်းမေးမြန်းမှုတချို့တော့ရှိခဲ့တယ်ပေါ့လေဒါပေမဲ့ဒီစုံစမ်းမေးမြန်းမှုတွေလုပ်ရမယ်ဆိုတာကသူတို့ရဲ့အလုပ်ဖြစ်တာကြောင့်မို့ဒီလိုမျိုးစုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့တာဖြစ်တယ်ပေါ့ အပြောင်းအရွှေ့ရဲ့အခြေအနေတွေကိုသူတို့နားလည်အောင်ကြိုးပမ်းတာစသဖြင့်ဒီလိုမျိုးတွေစုံစမ်းမေးမြန်းခဲ့တာမျိုးတွေရှိခဲ့တယ်ဒါပေမဲ့အဲ့ဒါကသူတို့ခုံယူမှုကိုလောက်ကိုလောက်တော့မယ်လို့ဆိုလိုတာမျိုးမဟုတ်ဘူးဆိုပြီးတော့ The Adrenaline ရဲ့ David Ornstein ကနေဖော်ပြထားတယ်ဆိုတော့ David Ornstein ရဲ့ report တွေဆိုလို့ရှိရင်ကျွန်တော်တော်တော်လေးစဉ်းစားဖို့လိုတယ်တော်တော်လေးညီကြိုက်ချင်မှာပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဗျာဘယ်လိုပြောရမလဲရှော့အကောင်လုံးရှုံကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီဟူဂိုဂီဒီနဲ့ပတ်သက်ပြီးတော့ Manchester United ကတော့လုံးဝခေါ်ဖို့ကြိုးပမ်းနေရယ်ဆိုရဲအရှင်နေမျိုးမဟုတ်ဘဲနဲ့ ဒီဈေးတွေပါတွေပဲမင်းမြင်ထားရဲဆိုရအောင်လောက်ပဲဗောလေအဲ့တော့ကျွန်တော်တို့လက်ရှိလို့ဈေးမှာတိုက်စီးမှုနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှင်တို့ EKD ကိုလည်းစိတ်ဝင်စားနေရအောင်မှန်တယ်ဒါပေမဲ့ကစားသမားကလက်ရှိလို့ဈေးမှာပေါင်တန်းတရာဆိုတာကတော့ဘလူးမမထိုက်တန်တဲ့အရှင်နေဘေးကနေဘလူးပေါ်လာပြီးတော့ပြီးကြရေးပေါ်လာမဲမသိဘူးဗောလေပြီးကြရေးရာဒီမှာတော့သူတော်တော်ကောင်းတဲ့ရာသီကိုပိုင်ဆိုင်ခဲ့အသက်22နှစ်ရွယ်ကစားသမားတယောက်အတွင်းကို15ခုတွင်ပြီးတော့မန်စီးတီးကိုပြောင်းသွားတဲ့အိုမာမာမိုရှုနဲ့တွဲပြီးတော့တော်တော်ကောင်းတဲ့စွမ်းဆောင်ရည်မျိုးပြသထားနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ မန်ဒီအယ်လန်ဟာလန်တို့မန်စီးတီးကိုရောက်လာတဲ့ယာဒီဒုံကားလောက်ဒုံမောင်မောင်ပြခဲ့တဲ့ရှည်စွမ်းတွေလောက်တော့မှ EKD ရာကောင်းနေလို့ကျွန်တော်မထင်ဘူးတကယ်ပြောတာပါเนาะဒီကစားမအတွက် front back အသင်းကယူတန်းတရာပြီးပြီးလိုချင်နေဆိုတော့မဟုတ်သေးဘူးဗျာမန်စီးတီးကိုဟာလန်ပြောင်းလာတော့ကတော့မှပေါင်၆၅တန်းယူပေါင်၆၅တန်းမဟုတ်ယူ၆၅တန်းပဲပေးရတယ်အယ်လန်ဟာလန်အတွက်ဆိုတော့သူများတဲ့နေဘယ်လိုလုပ်လို့ပြလဲတော့ကျွန်တော်မသိဘူးတော်တော်လေးသဘောကျဖို့ကောင်းတယ်အပြောင်းရွှေ့စီနေဟာလန်လိုကစားမမျိုးကိုယူ65တန်းနဲ့ရခဲ့တယ်ဆိုတာကဒါပေမဲ့လည်းရှုလို့စင်မှာ တိုက်စစ်မှုတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် EGD ကတန်းတရား Road Crash တို့တန်းတရားနှီးပါဘီတိုအစီမံကပေါင်း85တန်း U 85တန်းဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့အတန်းတော့ကတော့ဒေါ်လေးခက်ခဲတဲ့အခြေအနေပါဆိုတော့ကျွန်တော်ရှုံကြည့်ရမယ်ဆိုလို့ရှိရင်အတန်းဘက်က EGD ကိုလုံးဝခေါ်မယ်လို့ဆုံးဖြတ်ထားတာမျိုးမဟုတ်ဘဲနဲ့မင်းမြန်စုံစမ်းမှုတွေပဲရှိခဲ့တဲ့သဘောမျိုးပါကျွန်တော်ကတော့ EGD နဲ့ပတ်သက်ပြီးတော့ U 65တန်းတန်း80ကအလွန်ဆုံးပဲလို့ကျွန်တော်ယူဆတယ်ဒီဟာကတော်တော်များများအများကြီးပြီးထားတဲ့ ယူ65တန်း90ဆိုတာတော်တော်များနေပြီ EPD တွေအတွက်ကျွန်တော်တို့ဘယ်လိုမျိုးထင်လဲညီတို့တွေနေရောဘယ်လိုမြင်ကြလဲအဲပြီးတော့ကို့အသင်းအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဗျာကို့အသင်းကလက်ရှိလွှတ်စင်မှာတိုက်စစ်မှုခိုးဖို့အတွက်ထဲ MMA ရဲ့အပြောင်းအရွှေ့ပြီးမြောက်ဖို့အတွက် on site ပြီးတော့လှုပ်ဆောင်နေရဖို့လေဒီထဲမှာတိုက်စစ်မှုခိုးမယ်ဆိုလို့ရှိရင်ကျွန်တော်ကကစားမရောင်းချဖို့လိုလာပြီဆိုတော့ Jin Sancho တို့ပဲဖြစ်ဖြစ် Anthony Santos တို့ပဲဖြစ်ဖြစ်ဒီအလန်ရိုကာနာရှူလို့ပဲဖြစ်ဖြစ်ပေါ့လေဆိုတော့ရှိတဲ့ကစားမောင်းတွေကျွန်တော်ရောင်းရှာဖို့ကြိုးစားနေကစားမောင်းတွေနဲ့ပတ်သက်ပြီးတော့ဒါတွေကိုပြီးအောင်အရင်လုပ်ပြီးမ ကျွန်တော်တို့တိုက်စစ်မှုတွေနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယူဆတယ်။လက်ရှိလွှတ်စင်မှာအတန်းမှာလည်း30ညပေါင်တန်းတရာပဲရှိရေဆိုတော့တရာကျော်ပဲရှိရေဆိုတော့ဒီခွန်ညာအတွက်တန်းလျှောက်စီ MMO တန်းလျှောက်စီဆိုလို့ရှိရင်ကျွန်တော်တို့တန်းတရာကကျော်သွားပြီဆိုတော့ဒီထဲမှာအရေးကြေးပိုင်းနဲ့ပေးရမှာကတော့ဝင်ကြီးကတော့ကျန်တော့ကျန်အောင်ပါဘို့လေဒါပေမဲ့ကျွန်တော်တို့တန်းလျှောက်စီတန်း80နဲ့ကစားမောက်ကိုခုံမယ်ဆိုလို့ရှိရင်လက်ရှိလုံးလုံးစီအရှင်နေထိကို့အတန်းရဲ့ဗန်ဒါရဲ့အရှင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုရှင်းရှင်းရအောင်မယ်အရှင်ကြီးရှိပါတယ် ဆိုတော့ဒါကတော့လက်ရှိလုံးလုံးစေ EDTV ကိုမိုဟာမက်ကူတက်ဆိုနေပတ်သက်ပြီးတော့ပါညီကိုရနေရောဒီတဲ့ရင်နဲ့ပတ်သက်ပြီးတော့ဘာတွေများခင်မြင်ရတယ်ယူဆရတယ်ဆွေးနွေးကြလို့ရပါတယ် like and subscribe လုပ်ကြကြအောင်တောင်းဆိုပါခင်ဗျာကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် video တွေမှာကျွန်တော်ထပ်တွေ့ကြမယ် see you ပါ